ီခလုံးမင်းဆိုင်မှာအစ်စ်လေးရရှိထားတဲ့အစားအစာလေးတခုကိုသမီးဖျက်ပြပေးမယ်ပေါ့နော်ဒီအစားအစာလေးကတော့ဒီပါလဲငလိပ်ကြောက်ဟင်းရေပေါ့နော်ငလိပ်ကြောက်သူကချင်ငန်ဆက်ချင်ငန်ဆက်တော့မဟုတ်သူကမဆက်ဘူးချက်ချိုးချင်ချင်းလေးနဲ့အရန်မှစားလို့ကောင်းတယ်ပေါ့နော်ဒီဥစ္စာလေးကအနက်မွမွေးလေးပင်စိမ်းအနက်မွမွေးလေးနဲ့မို့လို့အရန်တော့ဝရလဲအဆင်ပြေတယ်ပြီးတော့ဒီငလိပ်ကြောက်အသားရဆိုရင်လဲအကြီးမို့လို့ ဒီလိုမျိုးခွက်ကြီးနဲ့တစ်ခွက်ကိုမှငွေတထောင်နဲ့နဲ့ရမှာဆိုတော့အရန်တန်တယ်နော်အသားအပြည့်ပဲဒီထဲမှာရိုးရဆိုရင်လည်း तू ကနုနုလေးမို့လို့ तू ကစားတာအဆင်ပြေတယ်ပြီးတော့ तू ဥစားအသားအပြည့်နဲ့လက်လက်ဆက်ဆက်ရရပေါ့နော်နော်မေကောင်းတယ်ဘယ်ဟန်ကောင်းတယ်ဟယ်လိုအလုံးမဲမင်္ဂလာပါဒီနေ့ကတော့ လေးကျောက်ပါလာပြီဒီငလေးကျောက်ဆိုတော့ပင်လင်ကရတဲ့ဖြစ်တဲ့အတွက်ဒီငလေးကျောက်ကိုစားလိုက်လေးကျောက်ကိုတောက်လိုက်စားလိုက်တဲ့အတွက်ပေါ့နော် လုံးဝခွန်းအားတိုးတက်ပြီးတော့ပျော်ရွှင်ကျမ်းမာလာမယ်ခင်းချိုလေးတစ်ခွက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီလိုမျိုးဖွေးဖွေးရရလေးထမင်းနဲ့အာရပါရစားခြင်းနဲ့ဆိုလို့ရှိရင်ဂလုံးမဲဆိုင်အောင်လာခဲ့ပါ ပြီးတော့ဒီဂလိတ်ကြောက်တော့မဟုတ်ငါးမျိုးစုံကို ငလေးကျောက်တမဟုတ်၅မျိုးစုံကိုကြော်ဗလဲထိုင်းအရတာစားမလားအိန္ဒိယအရတာစားမလားမလေးရှားအရတာစားမလားကြိုက်တဲ့အရတာကိုလူကြီးမင်းတို့အနေနဲ့စိတ်ကြိုက်လာစားလို့ရပါတယ်